ဒီနေ့ကျွန်တော်ခံယူမဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့စုံစမ်းနောက်ဆက်ခြင်းဖြစ်တယ် temptation ဒီကောခန်းကြီး30ငယ်73ကိုဖတ်ရအောင်လူနိုင်ဖြစ်တတ်သောစုံစမ်းနောက်ဆက်ခြင်းကိုသာဒီတို့ဒီခံရကြ၏ဘုရားခင်သည်တစ္ဆာနှင့်ပြေဆုံးတော်မူသည်ဖြစ်၍တင်တို့မခံနိုင်သောစုံစမ်းနောက်ဆက်ခြင်းကိုတင်တို့၌ရောက်ဆိုင်သောငါအခွင့်ပေးတော်မမူတင်တို့ဒီခံနိုင်၏အကြောင်းစုံစမ်းနောက်ဆက်ခြင်းအရာနှင့်တကွာ ထွက်မြောက်သောလမ်းကိုလည်းစီရင်ပြုပြင်တော်မူလိမ့်မည်အာမင်ဖခင်ကကျွန်တော်တို့ကိုစုံစမ်းခြင်းတွေကိုရင်ဆိုင်စေတဲ့အခါမှာမခံနိုင်လောက်တဲ့စုံစမ်းခြင်းကိုမပေးပါဘူးတနည်းအားဖြင့်သင်ကြုံတွေ့နေရတဲ့စာမေးပွဲတည်တင့်အတန်းနဲ့ကိုက်ညီအောင်စီစစ်ပြီးတော့ဆယ်တန်းလောက်ဖြေနိုင်မဲ့မိကွန်းကိုသူငယ်တန်းမှမမေးပါဘူး ခရိယန်သက်တာမှာကျွန်တော်တို့ကြုံတွေ့နေရတဲ့အရာတွေအတန်းကြော်ပြီးတော့ဖြေစရာမလိုဘူးကျွန်တော်တို့နော်တန်းတဒန်းမှာတော့သူနဲ့ကိုက်ညီတဲ့မိကုန်းတွေကိုပဲမေးတာပါဘုရားခင်ကသင်မခံနိုင်တဲ့စုံစမ်းခြင်းကိုမပေးပါဘူးသင်လုံနိုင်ပါတယ်ဟာလေလုယာသင်တတ်နိုင်ပါတယ်သင်အောင်မြင်ပါပါသင်ကြော်လွှမ်းနိုင်ပါတယ်ဟာလေလုယာသင်တွေ့ဘုရားခင်ကတောက်တဆင့်တက်စေခြင်းလို့ဒီစာမွဲကိုပေးတာဖြစ်နိုင်ပါတယ်မိုးတိမ်တဲ့ပင်လယ်ထဲမှာမောရှိရဲ့ဗတ္တိဇံခံခြင်းအကြောင်းလေးကိုကျွန်တော်တို့ကြည်အောင်ရှင်ဘောလူကတိကောခန်းကြီး30အငယ်1နဲ့1မှာပြောခဲ့တယ်မိုးတိမ်တဲ့ပင်လယ်ထဲမှာ မောရှေ၌ဗတ္တိဇံခံခြင်းအဲ့ဒီလူနှစ်တန်းကျော်ကဗတ္တိဇံခံမယ်ဆိုရင်မလွယ်ဘူးအဲ့ဒါကြောင့်မောရှေကပင်လယ်နီယိုကို꿰စေပြီးတဲ့အခါဘုရားခင်ကအခွဲစိတ်ပြီးတဲ့အခါမှာအဲ့ဒီထက်မှဖျက်လျှောက်သွားတယ်အဲ့ဒါဗတ္တိဇံခံတာရေမဆိုတဲ့ဗတ္တိဇံပေါ့နော်ဘေးကရေတွေကကြောက်နိုင်ရန်သားလိုပဲတဲ့ကင်ကြည့်လို့တော့ရတဲ့သဘောမှရှိရဲစံစာရဆိုရင်ဆိုတော့ပင်လယ်ထဲမှာ one shot အယောက်နှစ်တန်းကျော်ကိုတခါလဲဗက်တီဇံပေးလိုက်တာ hallelujah ဘုရားခင်ကအလုပ်လုပ်တဲ့ခါမှာသူက သူ့နီးနဲ့သူလှုပ်တဲ့ခါမှာကျွန်တော်တို့မစင်စားနိုင်တဲ့အကွက်နဲ့ဖះလို့ဆိုတာဖြစ်တယ်။မိုးတိမ်ကသူတို့ကိုနေခင်းမှာကာကွယ်ပေးထားတယ်။ဒါပေမဲ့မိုးတိမ်ထဲမှာသူတို့ကိုဗတ္တိဇံပေးနေတာနေတိုင်း။ Wow hallelujah နေတိုင်းမိုးတိမ်ထဲမှာကျွန်တော်တို့အေးတဲ့တိုင်းပြည်တွေသွားတဲ့ခါမှာတိမ်တွေကဒီနားမှာဝေ့နေခါမှာဒီအိမ်ဖမ်းလို့တောင်ရသလိုမျိုးဖွင့်ကြည့်တော့လည်းဘာမှမရှိဘူး။ဒါပေမဲ့တိမ်ထုထဲမှာနေနေရတဲ့ခါလေးမှာဒီနေ့ဖះထဲမှာနေတဲ့ခါမှာလူတွေကပြောနေတို့ဖះထဲမှာဗတ္တိဇံခံတယ်။ဖះထဲမှာနေတယ်ဆိုတာဘလို့လဲဆိုပြီးပြောလို့တော့မရဘူး။ကင်ပြလို့လည်းမရဘူး။ဒါပေမဲ့ တိတာတယ်ဘုရားထဲမှာနေရတာဟာလေလုယာလုံခြုံတယ်အာမင်နှွေးထွေးတယ်အာမင်လက်ခုပ်တိတယ်ဖျောက်ချီးမွေးရအောင်တကောခန်းကြီး30ငယ်တက်ကနေနဲ့မှာညီကိုတို့ငါတို့ဘိုးဘေးပေါင်းတို့ဒီမိုးတိမ်အောက်မှာရှိ၍ပင်လယ်လယ်၌ရှောက်သွားကြသည်ဟူ၍၎င်းမိုးတိမ်နဲ့ပင်လယ်ထဲမှာမောရှည်၌ပတ္တိဇံကိုခံကြသည်ဟူ၍၎င်းရှပေါလုကဣတရလာလူမျိုးတွေပင်လယ်နီကိုဖျက်သွားတဲ့အကြောင်းကိုပတ္တိဇံနဲ့သူကကိုစားပြုပြီးပြောသွားတယ်နောက်တစ်ခုဆက်ကြည့်အောင်ကြောက်မြတ်ယေရှုခရစ်တော် သခင်ယေရှုခရစ်ဟာကြံတဲ့ຢာတွေအားလုံးကသဲနှုံးကဲ့သို့ပဲရှိရှိသမျှအားလုံးကပြိုလဲသွားမယ်ဒါပေမဲ့ကြောက်မြက်ယေရှုခရစ်ကသာလဲအဆုံးတိတိမှာဖြစ်တယ်ဟာလေလုယာအသင်းတော်မှာကျွန်တော်တို့မှုဆောင်တဲ့ခါမှာလဲကနဦးကြောက်တိဟုသောကြောက်ထွတ်ကြောက်မြက်ဖြစ်တဲ့သခင်ယေရှုပေါ်မှာရှေးတန်ရှင်းသူတွေရှင်ပေတုမှစ၍ရှင်ပေါလုတို့အာပေါလုတို့တမန်တော်တွေရှေးတန်ရှင်းသူတွေကတဆင်ပီးဆင်တလွာပြီးတလွာပြီးတိဆောက်လာတာအခုလဲကကျွန်တော်တို့လဲဖြစ်တယ်ကျွန်တော်တို့အလဲအတွက်ကျွန်တော်တို့မှာတာဝန်ရှိတယ် ်အာမင်ကျွန်တော်တို့စောင့်နေတဲ့အထက်ကဘယ်အထက်လဲတော့ကျွန်တော်တို့သိကြမသိနိုင်ပေမဲ့ကျွန်တော်တို့အခုပေးထားတဲ့ responsibility ကိုကျွန်တော်တို့တာဝန်ကျေးရမှာဖြစ်တယ်ရှေးတန်ရှိသူတွေက foundation ယေရှုပေါ်မှာတိဆောက်လာခဲ့တာယခုအထိရောက်လာခဲ့ပြီခရိယန်တမိုင်း2000ကျော်ခဲ့ပြီကျွန်တော်နဲ့ mates တွေအတိတ်ကိုလည်းကျွန်တော်တို့ပြုပြင်လို့မရသလိုအနာဂတ်အတွက်လည်းကျွန်တော်တို့မျှော်လင့်ချက်နဲ့ရှင်သန်နေပြီမြဲလက်ရှိအချိန်ဟာကျွန်တော်တို့ရဲ့အချိန်ဖြစ်တယ် hallelujah now is your time hallelujah this is the time amen ကျွန်တော်တို့ကိုယ့်အချိန်မှာကိုယ်တစ္ဆာရှိဖို့အဓိကပဲဖြစ်တယ်ဆိုတော့ကြောင်းမြေယေရှုကြောင်းကျွန်တော်ကြည်အောင်နော်ဆိုတော့ထိုသူတို့နောက်၌လိုက်တော်ဓမ္မကြောက်မှထွက်တော်ရေကိုတောက်ကြ၏ထိုကြောက်ကခရစ်တော်ဖြစ်တည်းဣသရေလလူမျိုးတွေပင်လယ်နေကြီးကိုခွဲပြီးတော့မှ၃ရက်လောက်ပါတဲ့ခါမှာမာရအရက်ကိုရောက်သွားပြီးတော့ရေကခါနေတာတောက်လို့မရဘူးအဲ့မှာစပြီးဘုရားရဲ့ကယ်နှုတ်ခြင်းပတ္တခါရဲ့အတိတ်ပဲဩသူတို့လွံ့မြောက်လာတဲ့ဂျေဇုတရားတွေကိုရေတွက်ရမယ်စား တို့ရဲ့အခြေအနေကိုစပြီးတော့မြည်တွန်းလာတယ်တို့ကတောက်တီးလာတယ်တို့ကနော်အဲ့မှာကဲ့ရဲ့လာတယ်ရှုံချလာတယ်တတိမထားဘူးဆိုရင်ကျွန်တော်တို့လွန်ခဲ့တဲ့၃ရက်ကဘုရားကောင်းမြတ်အချင်းချောင်းကိုမှေ့ပြီးယခုကျွန်တော်တို့ကဘုရားကို complain တက်တက်တယ်အဲ့ဒါလူသားတဘာဝဖြစ်တယ်ဒီနေ့ကစပြီးကျွန်တော်တို့ဘုရားကိုကောင်းမြတ်ချောင်းကိုဝင့်ခံနိုင်ဖို့ဘုရားကောင်းကြီးပေးပါစေအဲ့ဒီချိန်မှာကြောက်ကိုတောင်ဝင်းနဲ့ရိုက်တဲ့ခါမှာခြုံတော့ရေထွက်လာပြီးတော့အဲ့ဒီရေကသူတို့နောက်ကနေလိုက်တယ်လို့ ဂျူးတွေရဲ့သူတို့တမိုင်းမှာသူတို့ရေးထားတယ်ဘလို့လိုက်လဲတော့ကျွန်တော်တို့လည်းမသိဘူးတခါလေမှာကျွန်တော်တို့နားမလည်နိုင်တဲ့ຢာတွေကအကောင်းကင်ရောက်တဲ့ခါရှင်းလင်းစွာသိရမယ်လို့ကျမ်းစာကပြောသလိုပဲအဲ့ဒီခါကျမှသိရမယ့်ຢာတော့များစွာရှိတယ်အဲ့ဒီကြောက်ဆောင်ကြီးကသူတို့နောက်ကနေလိုက်လာသလားဒါမှမဟုတ်ရှင်အဲ့ဒီကစီးစင်းတဲ့ရေကနှစ်ပေါင်း40လုံးတို့သူတို့နဲ့တူစီးစင်းလာသလားတော့မသိဘူး ကြားထဲမှာတော့တစ်ချိန်တော့တို့တောက်စီကပြက်လက်သွားတယ်တစ်ချိန်ပဲပြက်လက်တာရှိရတဲ့နှစ်ပေါင်း40အတွင်းမှာတို့ဘလို့များရေတောက်ကြလဲဆိုတာကိုစဉ်းစားတဲ့အခါကျန်းစာကိုလေ့လာတော်သူတွေနဲ့တမိုင်းကိုလေ့လာတော်သူတွေကဓမ္မကြောက်ရှင်ပေါ်လူကလည်းဓမ္မကြောက်ကလိုက်လာတယ်လို့ပြောတဲ့အတွက်အဲ့ဒီတုန်းကကြောက်ဆောင်ကြီးကဣတရီလာလူမျိုးတွေပဲသွားသွားအဲ့ကြောက်ဆောင်ကမိုးတိမ်ကလိုက်တယ်လို့ပေါ့နော်ကြောက်ဆောင်ကြီးကလည်းလိုက်လာပြီးရေပေးတဲ့ဘုံမှာရှိတယ်။ Water dispenser ကတို့နဲ့တူလိုက်လာတဲ့ဘုံမှာရှိတယ်။ ဆိုကေဒါတော့ကျမ်းစာကရှင်ပေါလုကဒီနေရာမှာရေးပြီးကျန်တဲ့နေရာမှာရှာလို့မတွေ့တဲ့အတွက်ကျွန်တော်ဒီရာကိုဒီမှာပဲထားထားရအောင်လိုက်လာတာမလိုက်တာတော့တေးထားလိုက်တော့ဒါပေမဲ့တေးကြတာကတော့ယေရှုကငါဒီကက်ကဘာကုန်းတဲ့တောင်တင်းနေသူရှိမယ်ဟာလေလုယာယနေ့ကျွန်တော်ဘုရားမှာတော့ယေရှုကကျွန်တော်နဲ့အတူရှိတယ်ကျွန်တော်သာသူ့ဘက်မှာရှိတယ်ဆိုရင်သူကကက်ကဘာကုန်းတဲ့တောင်ကျွန်တော်နဲ့အတူရှိမယ်ဖျားဖြစ်တယ်လက်ခုပ်တီးလဲယေရှုကိုဂုဏ်ပြုပါအာမင်အဲ့လားဟာသူရဲ့ဓမ္မကြောက်ကျွန်တော်တို့နဲ့အတူလိုက်တော်တဲ့ကျွန်တော်တို့နဲ့အတူရှိတော်ဓမ္မကြောက်ကနေထွက်တော်ရေကိုတောက်ကြတယ် ဒါကြောင့်အစ္စရေးမှာသူတို့ကအမြဲတမ်းရှာဖို့သူတေသနာလုပ်ပြီးတော့မှ tourism tourist attraction အနေနဲ့ထူးဆန်းတဲ့နေရာတွေသူကတလွာပြီးတလွာသူတို့ကဒီ tourist တွေကိုဖိတ်ခေါ်တဲ့နေနဲ့လောက်တာပေါ့နော်ဟိုမှာဒါဆိုရင်တက်ခမ်းပေါ့ပင်တကုတ်တင်နေရာတွန်းလောင်းတဲ့နေရာဝဉဉတော်တွန်းလောင်းတဲ့နေရာဟိုဒီနေရာကတော့ပေတူရဲ့အိမ်သူတို့ကြောက်ပြန်တူဖော်ပြီးတော့မှအာ tourist တွေကိုဆွဲဆောင်တယ်အဲ့ထက်ကတကူ project တကူကပါလဲဆိုတော့အဲ့ဒီကလေးကစီးဆင်းလာတဲ့ရေဖြစ်မယ်တဲ့ပိမှန်တော့အောက်မှာရေက စိုင်းရီကစီးနေအခုချိန်ထိအဲ့တော့တို့တူးဖော်ပြီးတော့အဲ့ဒီဓမ္မရေဆိုပြီးတော့မှအဲ့ဒီရာကိုတို့ tourist တွေကိုဖွင့်ပြဖို့တတလို့ရနှစ်နှစ်တော်တော်ကြာနေပြီအခုတိမပြီးသေးဘူးရှိရဲတဲ့အဲ့ဒီရေကဆိုတော့တို့ကဘယ်လိုတုံးသက်လဲဆိုတော့အဲ့ဒီ kick ကလေးကလိုက်လာတဲ့ရေဖြစ်လိမ့်မယ်လို့တို့ကတော့တုံးသက်တယ်ဆိုတော့ဒါကတော့ဒါတို့ရဲ့ tourist တွေကို attraction လုပ်ချင်လို့လားသို့မဟုတ်ရင်သူတေသနာပညာရှင်တွေရဲ့ရှာဖွေတွေ့ရှိခြင်းတွေတလော်ပြီးတော်လာတို့လေဟာပြတာဖြစ်တယ်ကျွန်တော်တို့တော့သိချာမသိဘူး ဒါပေမဲ့တေချာတစ်ခုကယေရှုကကက်ကဘာကုန်လေးတောင်တင်းတဲ့သူရှိမဲ့ဘုရားဖြစ်တယ်။ဒါဆိုရင်ကျမ်းစာတွေကအားလုံးကကောင်းသလားဆိုရင်တော့တချို့တွေကမကောင်းဘူးဗျ။မကောင်းတဲ့ကျမ်းစာတွေကကျွန်တော်တို့အတွက်ဘာလဲဆိုတော့ဘိုးဘေးတွေပေးတဲ့သင်ခန်းစာတွေဖြစ်တယ်။လိုက်မလုပ်ဖို့တတိထားဖို့ရှောင်ဖို့တွေသင်ခန်းစာတချို့လည်းရှိတယ်။တိကောခန်းကြီး35နေ6မှာဆိုရင်တို့တော်လေထိုသူတို့တွင်များစွာသောသူတို့ကိုဘုရားခင်သည်အာရနှစ်သက်တော်မမူလူနှစ်တန်းကျော်မှာ အားလုံးကိုတော့မဆိုလို့ဒါပေမဲ့များစွာသောသူတို့ကိုဘုရားမကြိုက်ဘူး။ဖះကြိုက်တဲ့အဖွဲထဲမှာပါဖို့သိရကြည်တယ်။ဟေဘေဩရစာခန်းကြီး7ငယ်6မှာဖះကဘသူတွေကိုအားရလဲဆိုတော့ဖះခင်ကယုံကြည်ခြင်းမရှိရင်စိတ်တော်နဲ့မတွေ့နိုင်တဲ့နော်။ဒါကြောင့်ယုံကြည်ခြင်းရွေးရော်တယ်ဆိုရင်အားမရဘူးတဲ့။ဒါကြောင့်ယုံကြည်ခြင်းမလျော့တဲ့သူတွေကိုဖះအားရတယ်။ယုံကြည်ခြင်းပါတဲ့သူကိုစိတ်တော်နဲ့တွေ့တယ်။အာမင်။ဒါကြောင့်ဖះစိတ်တော်နဲ့တွေ့တော်ယုံကြည်သူများဖြစ်ပါမိကြောင့်ဖះကောင်းချီးပေးပါစေ။ထိုသူတို့ဒီတော်၌တေကြီးပျက်စီးခြင်းတို့ရောက်ကြတယ်။ဘသူတွေလဲဆိုတော့ ဖခင်အားမရတဲ့အဖွဲတွေကခါနပြူမရောက်တော့ဘူးထိုသူတို့ဒီမကောင်းသောຢာတို့ကိုတတ်မှတ်တယ်လို့ငါတို့ဒီမတတ်မှတ်စေခြင်းကထိုအကြောင်းຢာတို့ဒီငါတို့ဖို့ဗါတယ်လေပုံသက်တည်ဖြစ်ကြ၏ကျမ်းစာထဲကအားလုံးကကောင်းနေသလားဆိုတော့လူသားတွေရဲ့အကြောင်းတွေရေးထားတာဖြစ်တဲ့အတွက်မကောင်းနိုင်ပါဘူးဒါပေမဲ့အဲ့ဒီမကောင်းတဲ့ຢာတချို့ဟာကျွန်တော်တို့အတွက်ပုံသက်တည်သင်ခန်းစာယူဖို့ဖြစ်တယ် အတူယူပြီးတော့မကောင်းတာလုပ်ဖို့မဟုတ်ပဲသူတို့လှုပ်ခဲ့တဲ့အပြစ်တွေကိုကျွန်တော်တို့တိသွားတဲ့ခါမှာကျွန်တော်တို့အလဲမှာတော့တမန်တရားနဲ့တက်ရှင်ဖို့ဖြစ်ပါတယ်အဲ့ဒါရှင်ပေါလုကကျွန်တော်တို့ကိုစေတနာနဲ့ရည်ထားတဲ့စာဖြစ်ပါတယ်အာမင်တိကောတစ်ဆယ်ငယ်ရှိကနေဆက်နေရောက်လာတဲ့ခါမှာတချို့လူတွေကရုပ်တုကိုကိုးကွယ်တကယ်တို့မကိုးကွယ်နဲ့တော့တဲ့မင်းတို့တွေတချို့တွေကမတရားသောမိတုံပြုပြီးတနေ့တည်းမှာပဲလူ1000 3000လဲပြီးတော့တေးတယ်လို့မျိုးမဖြစ်ရအောင်တဲ့မတရားသောမိတွေကိုရှောင်ကြပါ ်တိကောခန်းကြီးငားငယ်15မှာဆိုရင်အချားပစ်တွေကအပြင်မှာဖြစ်တဲ့အဖြစ်တွေတဲ့မတရားသောမိထုံကအထဲကနေဖြစ်တာဆိုတော့ပို့ပြီးတော့အပြစ်ကြီးတယ်တဲ့တခါလေးမှကျွန်တော်တို့ကဩကြက်ခိုးမှုလည်းဖြစ်ပဲလူတက်မှုလည်းဖြစ်ပဲထောင်သားချင်းတူတူပဲအပြစ်ကကြီးရသေးတာပဲကွာအားလုံးပစ်သားတွေပါလို့ကျွန်တော်ရောကြိတ်တယ်ဒါပေမဲ့ရှင်ပေါ်လူကတော့ကာမကုံလွန်ကျူးခြင်းမတရားသောမိထုံကတော့အဆိုးရွားဆုံးသောအပြစ်ဖြစ်တယ်တဲ့ရှောင်းပါတဲ့အာမင်လူအချို့တို့ကစုံစမ်းနောက်ဆက်ခြင်းကိုပြုတ်ပြီးတော့မွေနဲ့ဖြည့်စီးတယ်မိမွေရောက်လာပြီးတော့သူတို့ကိုကြိုက်တာဘာကြောင့်လဲ အဲ့ဒီဒေတာကမီးမွေရှိတဲ့ဒေတာမဟုတ်လို့မဟုတ်ပဲဘုရားအမျက်တော်တွေ့တဲ့တွေ့ဘုရားကမီးမွေကိုစေလို့မွေထိတာနဲ့ကြိုက်တာနဲ့အသေးတာနောက်ဆုံးဘယ်လိုဘယ်လိုပြန်ကယ်နှုတ်လဲဆိုတော့ကြေးဝါမွေရုပ်ကိုတွန်းလောင်းပြီးတော့အဲ့ဒီမွေရုပ်ကိုကြည့်တဲ့လူတိုင်းကကြမ်းပါတယ်အဲကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံအပါဝင်ကမ္ဘာနိုင်ငံတော်တော်များများရဲ့ကြမ်းမာရေးဌာနတွေရဲ့တစိမ့်မှာတိုင်လေးတစ်တိုင်မှာမွေဒီလိုလှုပ်ထားတာမြန်မာပြည်မှာဆိုတိမ်ဖြူလမ်းမှာ ကျမ်းမာရေးဝန်ကြီးဌာနရှိတယ်ကျမ်းမာရေးဌာနရှိတယ်အဲ့မှဆိုရင်လေဒီလိုနော်ဒုတ်တိုင်လေးမှာတောင်ဝေးပေါ်မှာမွေရုပ်ကိုတွန်းထားတယ်အဲ့ဒါမောရှိလက်တက်ကလေးကအဲ့ဒါကိုကြည့်ုံနဲ့ကျမ်းမာတဲ့သင်္ကေတကိုယခုထိကျမ်းမာရေးဝန်ကြီးဌာနတွေအသုံးတယ်ဘုရားခင်ကအမြဲတမ်းဟောစုံစမ်းနောက်ဆက်ချင်းနော်ထွက်မြောက်ရဲ့လမ်းကိုဘုရားပြင်ဆင်ပြီးအဲ့ဒါကိုခေါင်းမာပြီးတချို့ကမွေကိုမကြည့်ချင်သေးဘူးလက်တွေမကြဘူးဒီမွေကြည့်လို့ငါဘာဖြစ်မှာလဲတခုခုဆေးလေးပါလေးပြေးပါအောင်မောရှိရမဟုတ်ဘူးမင်းတို့မွေရုပ်ကိုကြည့်လိုက်ကျမ်းမာမယ်အဲ့တော့ ဘုရားခင်ကထွက်မြောက်လမ်းပေးပေမဲ့မထွက်တာကကျွန်တော်တို့လူသားတွေပြင်ဆင်ပေးပြီးသားလမ်းနေတိုင်းကျွန်တော်တို့ထွက်မြောက်ဖို့အတွက်ဘုရားကကျွန်တော်တို့ကိုမျှော်လင့်နေတာဖြစ်တယ်ဒီနေ့သင်ကြုံတွေ့နေရသောစိန်ခေါ်မှုထွက်မြောက်ရလမ်းရှိကိုရှိတယ်သင်ငါသာဘုရားစကားနားတော်ပြီးထွက်မယ်ဆိုရင်သင်ကလွတ်မြောက်တော်သူဖြစ်မယ်ဟာလေလုယငါတို့ဒီအဲ့လိုမလုံကြဆိုးနဲ့ငါတို့ကခရစ်တော်ကိုမစုံစမ်းမနှောက်ယှက်ပဲနေကြကုန်ပါ့အာမင်ဆာလန်ကျမ်းထဲမှာဘုရားခင်ကိုကြီးစိုင်း၍အတိမတ်ပါလို့ပြောတဲ့အိုး taste and see that the Lord is good. Taste net test number two. taste ကတော့မြည်ဆမ်းပြီးတော့မှအစာငတ်ပြီးတော့ကိုယ်တော်ဘယ်လောက်ကောင်းမြတ်လဲ။အော်ခုမှယုံကြည်ကစားကိုယ်တော်သိကောင်းမြတ်တယ်။အော်ကိုယ်တော်တတ်တိုင်းတယ်ကျွန်တော်တို့စပြီးတော့မှမြည်ဆမ်းတာအဲ့ဒါ taste. taste ကတော့ဖះကဘာလုံနိုင်လို့လား။ဒီဖះကလုံနိုင်လို့လား။ဖះကနော်ဖះဆိုနော်ကြောက်ကိုမုံဖြစ်အောင်လုပ်လိုက်ပါလား။အဲအဲ့ဒါကမယုံကြည်ပဲစုံစမ်းခြင်း test မြန်မာစကားမလုံလောက်ဘူးနော်။ စုံစမ်းတာစစ်ဆေးတာစစ်ကြောတာအနှုတ်လက္ခဏာလည်းဖြစ်သွားနိုင်တယ်အပေါင်းလက္ခဏာဖြစ်သွားနိုင်တယ်ဒီနေရာမှာတော့ယေရှုကိုတဲ့မစုံစမ်းနဲ့နော်တဲ့မနှောက်ရှက်နဲ့နော်တဲ့မယုံသင်္ကာမရှိနဲ့နော်တဲ့အာမင်တချို့လူတွေကိုတဲ့ညီတန်းချင်းကိုပြုတ်ပြီးတော့တချို့တွေကဖြစ်စည်းသောသူရဲ့လက်နဲ့ပြက်စည်းတဲ့ကဲ့သို့ညီတန်းချင်းကိုမပြုတ်ကြနဲ့ပြစ်တောက်ပြစ်တောက်လောက်တာဖရားမကြိုက်ဘူးအာမင်ကျွန်တော်တို့ကဤတွေလာလူမျိုးတွေက grumble လောက်တာတို့ငါတို့တော်ထဲမှာသေတော့မှာပဲ ဂျစ်နိုင်ငံမှာတင်းကြိုင်းမရှိလို့ဒီတောထဲကိုခေါ်လာတာလားပြစ်တော်ပြစ်တော်နဲ့ပြောလာတယ်ဘုရားလုံးဝမကြိုက်ဘူးဒီနေ့ကျွန်တော်တို့ရဲ့နှုတ်တွေကိုကောင်းကြီးပေးပြီးတော့မှဘုရားရဲ့ကောင်းမြတ်ခြင်းကိုရည်တွဲရအောင်အာမင်ထိုအကြောင်းအရာရှိသမျှတို့သည်ပုံသက်တည်ဖြစ်အပ်တော်ငါသူတို့၌ရောက်ကြတယ်ကက်ကာလအဆုံးတွင်ဖြစ်တော်ငါတို့ကိုဆုံးမစီရဖို့စံစာ၌ရည်တားတယ်ထို့ကြောင့်အကျဉ်သူသည်မိမိတည်ကြည်လက်နေသည်ဟုထင်မှတ်၏ထိုသူသည်မလဲခြင်းကတတိပြုစေဒါကြောင့်ကျွန်တော်တို့ဘုရားနောက်ကိုလိုင်းရင်းလိုင်းနဲ့ဒီမှာအားလုံးက ယေရှုနောက်ကိုလိုက်ခဲ့တဲ့သူတွေပါပဲလိုက်နေတဲ့သူတွေပါပဲဒါပေမဲ့ငါဟုတ်လှပြီလို့ထင်လိုက်တာနဲ့လဲပြိုနိုင်တဲ့အတွက်သတိထားပါရဲ့ရှင်ပေါ်လူကအာမင်မိမိတည်ကြည်တယ်လို့ကျွန်တော်တို့အထင်အထင်နဲ့မတော်နဲ့တဲ့တကယ်တည်ကြည်တယ်မတည်ကြည်ဘူးဆိုတာစုံစမ်းခြင်းတိုင်းမှာကျွန်တော်ကြော်လွားနိုင်ဖို့ကအရေးကြီးဆုံးဖြစ်လာတယ်ဒီနေ့ကျမ်းစာထဲမှာရေးထားတဲ့အရာတွေကဘာလို့ဖို့လဲငါတို့ကိုဆုံးမစရာဖို့ပြောကြည့်အောင်တခြားလူတို့မပြောတော့ဘူးကျွန်တော်ကိုယ်ရင်ပတ်လေးကိုပို့ပြီးတော့မှဘုရားကငါ့ကိုဆုံးမစရာဖို့ရေးထားတာလို့ပြောရအောင်အာမင် ကျမ်းစာထဲမှာရေးသမျှအားလုံးကကျွန်တော်ကိုဆုံးမဖို့ရေးထားတာဖြစ်တယ်လက်ခုပ်တီးလက်ကျမ်းစာတွေကိုအယူရဟာလေလုယာလူနိုင်ဖြစ်တဲ့သောစုံစမ်းနောက်ဆက်ခြင်းဆိုတော့ဖခင်ကကျွန်တော်တို့ကိုဖန်ဆင်းသောဖခင်ဖြစ်တဲ့သူတည်တယ်ကျွန်တော်တို့ဘယ်အတိုင်းတာတည်ဥမာကျွန်တော်ကျွန်တော်ကတမီးနှစ်ယောက်ရှိတယ်အကြီးရ9နှစ်အငယ်ကတစ်နှစ်ပြည့်တော့မယ်ဆိုတော့ကိမေတို့ကိုကျွန်တော်ကစမ်းကျင်တယ်တို့ကိုကျွန်တော်ကနော်တို့ကို simulate လုပ်ပြီးတို့ရဲ့စွမ်းရည်တွေကိုကျွန်တော်စမ်းမယ်ဆိုရင်တမိကြီးကိုကျွန်တော်အခုဆိုညံစမ်းနေပါတယ်မေးလို့ရပြီ အာ तू ကတက်တက်ကြွကြွဖြေတယ်အာဆိုဖြေတခါတခါမားတယ်တခါတခါမန်းတယ်အရန်ပျော်တယ်ဒါပေမဲ့တမီးငယ်ခုမှစကားတော်မပြောတဲ့ဆိုသူ့ကိုကျွန်တော်စမ်းတဲ့ခါကျရင်ပပစီလာမလားတို့နော်ဒါမှမဟုတ်ရှင်ဒါမောနှုတ်ဆက်တာတို့သူနဲ့ကိုက်ညီတဲ့စမ်းတက်ချင်းတွေပဲကျွန်တော်လုပ်လို့ရတယ်အဲ့ဒါလူအဖေပဲရှိသေးတာဖခင်ခင်ကတင့်ကိုဖန်ဆင်းတော်ဖခင်ဖြစ်တယ်အာမင်တင်မခံနိုင်တဲ့အရာကိုမဆမ်းဘူးဖခင်ခင်ကစမ်းတက်ချင်းလာတဲ့ခါမှာတင့်ကို reward ပေးဖို့သူကတခါလေးပြင်ဆင်ထားပြီးသားဖြစ်တယ်အာမင်ဒါကြောင့် လူနိုင်ဖြစ်တတ်တော်စုံစမ်းခြင်းလို့ပြောတဲ့အတွက်လူတောင်မှမတူသေးဘူးတောင်နေတောင်လူချင်းတူပေမဲ့ကျွန်တော်တို့ကြီးပြင်းလာတဲ့ပုံစံမတူဘူးကျွန်တော်တို့ရဲ့ caliber မတူဘူးကျွန်တော်တို့ရဲ့ emotionally strength ကလည်းမတူဘူးဗျကျွန်တော်တို့ဒါပေမဲ့ဖန်ဆင်းခြင်းဘုရားကတိတ်ကောင်းမြတ်တယ်ကျွန်တော်မခံနိုင်လောက်အောင်ကျွန်တော်မစုံစမ်း hallelujah ထမြောက်လမ်းကိုပြင်ဆင်ပြီးတော့ဘုရားဖြစ်တယ်ဒါကြောင့်အစမှဖတ်ခဲ့တဲ့ကျမ်းစာတိုင်းပဲလူနိုင်ဖြစ်တတ်တော်စုံစမ်းခြင်းကိုဒါတင်လို့ဒီခံရကြ၏ဘုရားခင်ကတစ္ဆာနဲ့ပြေဆုံးတယ် မခံနိုင်သောစုံစမ်းခြင်းကိုကျွန်တော်တို့ကိုရောက်ဆိုင်သောငါအခွင့်ပေးတော်မူမူတဲ့ဒီနေရာမှာကျွန်တော်ရှာဒရက်မေရှက်အဘိနေလကောတို့ကိုကျွန်တော်တို့နမူနာယူမယ်ဆိုရင်ကျွန်တော်တို့ကိုအဲ့ဒီ test လာမယ်ဆိုကျွန်တော်ခံနိုင်ပါမလားယောဘအဲ့ဒီ test ကိုလူတိုင်းမရပါဘူးစံစားတယ်မှာယောဘတယောက်လောက်ပဲရတာပါအာဖျားကကျွန်တော်တို့ကိုရက်ဆက်တာမဟုတ်ဘူးကျွန်တော်တို့အတွက်ချီးမြှောက်ခြင်းကိုအစဉ်သင့်ပြင်ထားပြီးသားဖြစ်ပြီးကျွန်တော်တို့ကိုအတွင်းပြင်သူနားလည်တဲ့ဖျားဖြစ်သောကြောင့်ကျွန်တော်တို့ခံနိုင်မဲ့ test ကိုပဲသူပေးတာဖြစ်တယ် ရှရမိရှက်ဘီနီဂေါ်တို့သူတို့ကမီးပုံကိုစင်းဖို့ရန်အတွက်သူတို့ဘသူမှတော့တက်ကြွတာတော့မရှိပါဘူးမီးပုံတဲခုံချဖို့ဘသူမှတော့တက်ကြွမှာမဟုတ်ဒါပေမဲ့ဖယားကိုပဲသူကိုကိုွယ်မယ်ဟာလေလုယာဒီနေ့ကျွန်တော်တို့ရွေးချယ်စရာရှိတဲ့အခါမှာဖယားခင်ကိုသာရွေးချယ်ဖို့ရန်အတွက်အရေးကြီးပါတယ်နိုင်ငံတော်နဲ့ဖြောင်းမချင်းတယောက်ရှေးဦးစွာရှာလဲဆိုရင်ကျန်တာကိုဖယားကပေးတယ်အသက်ရှင်ခြင်းနဲ့တည်ခြင်းမှာကျွန်တော်ဘယ်ဟာကိုရွေးမလဲ ရာကုတ်ခန်းကြီးတက်ငယ်နှစ်ကနေသုံးမှဆိုရင်ငါညီကိုတို့သင်တို့ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည်တီးခံခြင်းကိုပွားစေတတ်သည်ဟုတိမတ်လျက်အထူးထူးအပြားပြားစုံစမ်းနောက်ချက်ခြင်းနဲ့တွေ့ကြုံတော့အခါဝမ်းမြောက်စရာအကြောင်းတက်တက်ဖြစ်သည်ဟုမှတ်ကြလောဟာလေလုယာဒါကြောင့်စုံစမ်းခြင်းလာတဲ့အခါမှာဒါကျွန်တော်တို့ opportunity ပဲကျွန်တော်တို့ဘယ်လိုမြင်တယ်လဲနော်ယောရှုနဲ့ကာလတ်နဲ့အပါဝင်၁၂ယောက်က၁၀ယောက်ကတော့အနှုတ်လက္ခဏာနဲ့ပြန်သွားတယ် ယောရှုနဲ့ကလည်းကတော့ဒါငါတို့အတွက်ဖြစ်တယ်ဟာလေလုယာဒါငါတို့အပိုင်သိမ်းဖို့ဖြစ်တယ်အာမင်ဒါကြောင့်တင်းရဲ့ကြုံတွေ့ရတဲ့စံသက်ခြင်းစုံစမ်းခြင်းတွေအားလုံးကိုကျွန်တော်တို့ကယုံကြည်ခြင်းနဲ့ဒါကျွန်တော်အတွက်ဖြစ်တယ်ဝမ်းမြောက်စရာအကြောင်းတက်တက်ဖြစ်တယ်လို့မှတ်ကြလို့လို့ရှင်ယာကုတ်ကကျွန်တော်တို့ပြောထားပါတယ်ပြီးမှရှိရပြောင်းအခုတင်းရဲ့စာမွေးရောဝမ်းမြောက်စရာအကြောင်းဖြစ်တယ်လို့ပြောရအောင်အာမင်ဝါးအာမင်ဝမ်းမြောက်စရာအကြောင်းဖျားပေးတွေ့တဲ့ကျွန်တော်တို့ဆာမွေးဝဲတွေကကျွန်တော်တို့တွေ့အောင်မြင်ဖို့ရန်တွေ့ဖြစ်လာတယ် ဆက်ပြီးတော့ကြည့်မယ်ဆိုရင်ခရစ်တော်ကိုမစုံစမ်းမနှောက်ယှက်ပဲနေကြရအောင်ဆိုခုနပြောသလိုစမ်းတက်တာเนาะဘုရားကိုညီးစမ်းတာကအကောင်းတယ်ဒါပေမဲ့စုံစမ်းနှောက်ယှက်တာကတော့ဘုရားမကြိုက်ဘူးတိကောခန်းကြီး36မှာလူအချို့တို့သည်စုံစမ်းနှောက်ယှက်ခြင်းကိုပြု၍မွေဖြင့်ပျက်စီးတကယ်တို့ငါတို့သည်မပြုပဲခရစ်တော်ကိုမစုံစမ်းမနှောက်ယှက်ပဲနေကြကုန်အံအဲ့နှစ်ခုကိုကျွန်တော်တို့ပေါလုကလင့်ပစ်လိုက်တာ ပေါလုကဓမ္မဟောင်းနဲ့ဓမ္မသစ်ကိုသူကတွဲပြီးတော့သူကဟောချပစ်လိုက်တာအဲ့ဒီခေတ်တုန်းကဖြစ်ဖြစ်လို့ပြန်သွားမယ်ဆိုရင်တို့ကဘုရားခင်ကယ်နှုတ်ခြင်းကိုတို့ကမတိမဲ့မြင်ပြုတယ်ဘုရားရဲ့တူပါရှိခြင်းကိုမတိမဲ့မြင်ပြုတယ်ဘုရားရဲ့နမိတ်လက္ခဏာတွေတလောနမိတ်လက္ခဏာတွေပြပြီးပြီးဘုရားကိုပုံကန်တော့မယ်ကျွန်တော်တို့မိတ်ဆွေလည်းမတိလိုက်တဲ့ချိန်မှာကျွန်တော်တို့အလုတ်မှာပင်ပန်းလို့နေအဲ့ဒီပင်ပန်းတဲ့အလုတ်ကိုဘုရားပေးတာကျွန်တော်ကျေးဇူးတော်ချီးမွမ်းဖို့မဟုတ်ဘူးလားဟာလေလုယာပင်ပန်းစရာအလုတ်ရှိနေတဲ့ကျေးဇူးတော်အာမင်ဂလေးထင်ရလို့ပင်ပန်းလား ဖះကလေးပေးတာဂျေစုတော်ဗောဟာလေလုယာအလုံးမှာကျွန်တော်တို့ stress တွေများတယ်အဲ့ဒီ stress တွေကဈေးကြီးတယ်ဗျလူတိုင်းရတာမဟုတ်ဘူးဖះပေးလို့ရတာဖြစ်တယ်ဟာလေလုယာဒါပေမဲ့အဲ့ဒါကိုကြော်လွားဖို့ကတော့ခရစ်တော်နဲ့သူကျွန်တော်တို့သွားဖို့ဖြစ်တယ်ဟာလေလုယာအာမင်မခံနိုင်တဲ့စုံစမ်းခြင်းတွေမပေးဘူးဒီနေ့အလုံးမှာပြဿနာရှိနေသလားခရစ်တော်နဲ့စုံစမ်းခြင်းကိုကြော်လွားဖို့ဖြစ်ပြဟာလေလုယာအာမင်ဒါကြောင့်ခရစ်တော်ကိုမစုံစမ်းမနှောက်ယှက်ပဲနေကြရအောင်တနေ့မှာတော့စာတန်ကယေရှုကိုသုံးချိန်တိတိလာစုံစမ်းတယ်အဲ့မှာ ယေရှုပြောခဲ့တဲ့စကားတခုကတော့မဿဲခန်းကြီး၄ငယ်ခုနှစ်မှာယေရှုကလည်းသင်ဤဖျားခင်ထာဝရဘုရားကိုတင်သည်အစုံအစံမပြုတ်ရဟုကြမ်းစာလာတယ်လို့မိန့်တော်မူတယ်ဟာလေလုယာအာမင်ကျွန်တော်တို့နေနေတော့ကိုရောနော်ဟေရုမင်းကလည်းယေရှုကိုနမိတ်လက္ခဏာလုပ်ပါတဲ့မလုပ်ဘူးအဲ့လိုစုံစမ်းနောက်ရက်တဲ့မိကုံမျိုးတွေယေရှုအချိန်မရဘူးသူက entertain မလုပ်ပေးဘူးနမိတ်လက္ခဏာမြင်ကျင်တဲ့နော်ဟေရုတကယ်မြင်ကျင်ယေရှုနောက်ကိုလိုက်ခဲတင်တာပေါ့မဟုတ်ဘူးသူက ယေရှုကိုမင်းနမိတ်လက္ခဏာလုပ်လေဘယ်လုပ်မလဲဒီနေ့ယေရှုကိုအာမြည်ဆန်းတာနဲ့စုံဆန်းတာနဲ့မတူဘူးဆိုတာလေးကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်။ဒါကြောင့်စာတန်ကိုယေရှုကတစ်ချက်လွတ်ပြောလိုက်တယ်။မင်းဖျားကိုမင်းပြန်ပြီးတော့လာပြီးမနောက်ရှက်နဲ့မစုံဆန်းနဲ့တဲ့။အဲ့လိုမိန်တော်မူတယ်။အဲ့ဒါပဲကျမ်းစာလဲ။တရားဟောကျမ်းထဲကိုသွားရအောင်နော်။တရားကျမ်းခန်းကြီး၆ငယ်၁၆မှာမာသရဲ့၌ပြုတ်တယ်လို့မျိုးတဲ့။မင်းတို့ဖျားကြီးထားတော်ဖျားကိုစုံဆန်းမပြုတ်နဲ့တဲ့။ ထမြောက်လာတဲ့ကာလမှာဘုရားကအကျဉ်းချင်း complaint တဲ့အကျဉ်းချင်းမိကွန်းထုတ်အကျဉ်းချင်းဇောရကတက်တဲ့ဖွဲ့တွေကိုဘုရားကဘာပြောလဲဆိုတော့မင်းတို့ဘုရားခင်ကိုအစုံစမ်းမပြုနဲ့ဒါမဲ့ silence ရာကတော့ကျွန်တော်တို့ကိုပြောနေတယ်ထာဝရဘုရားကောင်းမြတ်တော်ဘုံတော့မြည်ဆန်းခွင့်ရှိတယ် hallelujah ယောသားဆိုကလေးသူငယ်လို့ဘုရားကိုမြည်ဆန်းဖို့ပဲဖြစ်တယ်ဘုရားကိုမယုံသင်္ကာနဲ့စုံစမ်းခြင်းမပြုဖို့တယောက်စီတန်ဘုရားရှင်ကောင်းကြီးပေးပါစေ ကိုတော်ကကျွန်တော်တို့ကိုပြောနေတယ်ငါသားငါသမီးမင်းတို့ကမခံနိုင်တဲ့စုံစမ်းခြင်းမပေးပါဘူးအာမင်ထွတ်မြောက်လမ်းကိုငါပြင်ဆင်ပေးပြီးသားဖြစ်ပါတယ်အာမင်တောင်းနိုင်လမ်းကို၎င်းလွင်ပြင်းနိုင်စီးသောရေကလောင်းငါဖန်ဆင်ပေးမယ်တဲ့အာမင်ဒါကြောင့်ဖျားခင်ပြင်ဆင်ပြီဆိုရင်တော့ဖျားဖွင့်တဲ့လမ်းလူပိတ်လို့မရဘူးဖျားခင်ပြင်ဆင်တဲ့လမ်းဆိုရင်ဘယ်သူမှဓာစီလို့မရဘူး ဒီနေ့စုံစမ်းခြင်းတွေဒန်ယေလစုံစမ်းခြင်းကြော်လွားနိုင်ခဲ့တယ်ရှာဒရက်မေရှက်ဘေနေဒကောစုံစမ်းခြင်းကြော်လွားနိုင်ခဲ့တယ်ယောသတ်စုံစမ်းခြင်းကြော်လွားနိုင်ခဲ့တယ်ယေရှုစုံစမ်းခြင်းကြော်လွားနိုင်ခဲ့တယ်ဒီနေ့ကျွန်တော်တို့ယေရှုထဲမှာစုံစမ်းခြင်းကြော်လွားနိုင်ဖို့ရန်အတွက်တယောက်စီတန်ပြရှင်ကောင်းကြီးပေးပါစေဒါကြောင့် taste the, the goodness of god but don't test god amen ဖျားကိုသွားပြီးတော့မှမထိမဲ့မပြုနဲ့ဖျားတက်နေတယ်ဆိုရင်လှုပ်ပါလားဖျားတက်နေတယ်ဆိုရင်ကြောက်ခဲကိုမုံဖြစ်လိုက်အောင်လှုပ်လိုက်ပါလားဖျားကိုတော့တားဆိုခုံချလိုက်ပါလားကောင်းကင်ထဲမှာနေလာကယ်မှာပေါ့ no 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 တင့်ဖျားခင်ကိုအဲ့လိုမနှောက်ရှက်နဲ့ယုံကြည်ခြင်းနဲ့ကိုတော့ယေစကြည်လာကတော့ပြောတယ်ဒီအယိုးစုတွေဘလို့ရှင်းနိုင်မလဲသူ့အနေနဲ့ဘလို့မှမစင်စားနိုင်တော့ဘူးအဲ့ချိန်မှာသူ့မေကွန်းထုတ်တဲ့မေကွန်းတွေကသဘောကျစရာကောင်းတယ် ။သူကတော်ပြီးတော့ကိုရော့ဖျားပဲကိုရော့လုတ်ပါလား။ကိုရော့ကိုစုံစမ်းနောက်ဆက်တဲ့စကားမပြောပဲကိုရော့တိပါတယ်။တိမတိနိုင်အောင်နဲ့နေတော့ရတော့ငါပြမယ်လို့ပြောတယ်ယေမိခန်းကြီး33ငယ်3မှာသူ့ကိုခေါ်ရအောင်အာမင်ဒီနေ့ညနေမှာသင်နဲ့ကျွန်ုပ်ရဲ့ပိတ်နေတော့လမ်းနေရှိရဆိုကိုတော့ဒီလမ်းကနေကျွန်တော်ဘယ်ကိုထွက်ရမလဲထွက်မြောက်လမ်းကိုကိုတော့ပြင်ဆင်ပေးပါ ကျွန်တော်ထွက်ခွာဖို့အချိန်ရောက်နေဆိုကျွန်တော်သိတယ်ကိုရောလမ်းပြင်ဆင်ပေးပါဟာလေလုယာကိုရောလမ်းပြင်ဆင်ပေးတယ်ဆိုလို့ရှင်တော့ကျွန်တော်လွတ်မြောက်သွားမှာဖြစ်တယ်ကျွန်မလွတ်မြောက်သွားမှာဖြစ်တယ်ဒါပေမဲ့လူအနေနဲ့တော့တွေ့ချောက်လွန်ပါတယ်ကိုရောတည်ပါတယ်ရေစကြည်လားကိုရောတည်ပါတယ်လို့ပြောတဲ့ခါမှာအေးမင်းအခုပရိုဖက်ဆာပြုတော့ကိုရောဖျားကကျွန်တော်တို့ကိုထမြောက်လမ်းကိုစပေးတယ်ဟာလေလုယာ ဒီနေ့သင်သေးကိုသင်ဘလောက်တောင်းမှတောင်းမှအခွင့်မပေးဘူးဒါပေမဲ့ဘုရားခင်ကအခွင့်ပြုလာတဲ့ခါမှာသင်တော့ကိုတခွန်းဖွင့်လေတာနဲ့တတိယမျက်နှာตาဖြစ်လာမယ်ဟာလေလုယာလူမျက်နှာตาရသလိုဘုရားမျက်နှာตาရလာတော့မှဖြစ်တယ်ဒါကြောင့်ထွတ်မြောက်လာလိုအပ်တော်သူများလက်ခုပ်တီးလက်ဘုရားခင်ကိုချီးမြှောက်ရအောင်အာမင် တင်းရဲ့ငွေရေးချေးကြက်တဲမှုကနေထွက်မြောက်လမ်းကိုလည်းဖျားဆီးပြင်ဆင်ပေးပါစေ။တင်းရဲ့အိမ်ထောင်ရေးပြဿနာကလည်းထွက်မြောက်လမ်းပြင်ဆင်ပေးပါစေ။တင်းရဲ့ဖျားနာမှုကြမ်းမကြမ်းမာမှုကနေလည်းကြမ်းမာခြင်းလွတ်မြောက်ရလမ်းကိုပြင်ဆင်ပေးပါစေ။အိုကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကြီးအတွက်လည်းလွတ်မြောက်ရလမ်းကိုကိုတော်ပြင်ဆင်ပေးတော်မူပါ။ဘယ်လိုဆိုတာကျွန်တော်နားမလည်ပါဘူး။တွေ့ချောက်တော်ရဖြစ်နေပါတယ်။ကိုတော်သိပါတယ်တိုးတော်လေဟာလေလုယာ။ဒါကြောင့်မလို့စုံစမ်းနောက်ဆက်ခြင်းတိုင်းမှာကိုတော်နဲ့ဖြတ်ကျော်နိုင်ဖို့တယောက်စီတန်းဖျားရှင်ကောင်းကြီးပေးပါစေ။အာမင်။